မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 5ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာတိုင်းမူဟောင်းဗိုလ်ချုပ်စိုးတဲ့တိုင်းစစ်ဦးစီးချုပ် ဘုံမူးချုပ်တန့်ထင်ဆိုးအမတ်တက်စကခမူဘုံမူးချုပ်မျိုးမင်းထွေးတို့ကို MNDA ကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒါနောက်ဆက်တွဲဖြစ်စဉ်အစ်စ်ပါလို့စီရီယံဘုံကြီးစင်ရောကပြောကြားထားပါတယ်။တိုင်မူဟောင်းဘုံချုပ်ဆိုးတင်ဟာလာရှိုးတိုက်ပွဲအတွင်းမှာတိုင်မူရာဒူးကနေအနာပေးခံရက၎င်းရဲ့နေရာမှာတမ96တမမှုဘုံမူးချုပ်ဆိုးလိုင်းကိုမင်းအောင်လိုင်းကအစားထုတ်ခန့်အပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အရှင်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမူဟောင်းဘိုးချုပ်စိုးတင်ဟာအလုတ်တင်ဘိုးတေဇ16ကျောင်းဆင်းဖြစ်တယ်လို့သိရပါတယ်။တိုင်းစစ်ဦးစည်းချုပ်ဘုံမူးချုပ်ပန့်ထင်စိုးဟာစစ်တပ်ကတော်အပတ်စဉ်58ကျောင်းဆင်းဖြစ်တယ်လို့သိရပါတယ်။ဘုံမူးချုပ်မျိုးမင်းထွေးကတော့ကျောင်းမဲအခြေဆိုင်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခတ်တင့်မှုဖြစ်ပြီးတော့အလုတ်တင်ဘိုးတေဇ26ကျောင်းဆင်းဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစိန်ကူးမြို့နယ်မှာရှိတဲ့ကံတောင်ရွာကြည်တောက်ပေါက်ရွာနဲ့ငွေယုံရဲကင်းစခန်းအနီးပတ်ဝန်းကျင်တွေကိုစစ်ကောင်စီကလေကြောင်းကနေပြီးတော့ဇက်တိုက်ဘုံကျဲနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ၄ရက်နေ့မွန်လွယ်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီကစိန်ကူးမြို့နယ်အတွင်းမှာရှိတဲ့ကံတောင်ရွာကြည်တောက်ပေါက်ရွာနဲ့ငွေယုံရဲကင်းစခန်းအနီးပတ်ဝန်းကျင်ကိုလေကြောင်းကနေပြီးတော့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါရတယ်။အကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိနဲ့ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့အတိမပြည့် ုင်သေးပဲလက်ရှိအချိန်မှာဖုန်းလိုင်းများလည်းပြတ်တောက်နေတယ်လို့သိရပါဗျ။စင်ကူးမြို့နယ်ကန်တောင်ရွာကို Jet Fighter ၄စီး MI-35 တစ်စီးနဲ့လာရောက်ပြီးတော့ဘုံကျဲပစ်ခတ်သွားပါတယ်။ထိခိုက်မှုကတော့အထိကျမသိရသေးပါဘူး။112နဲ့ထက်ရောက်နေတဲ့ကန်တောင်ရွာနဲ့ကြီတောက်ပေါက်ရွာတဝိုက်ကိုဘုံကျဲနေတာ၊နှွေယုံရဲကင်းစခန်းနားကိုလည်းကျဲနေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချိုမြို့နယ်မှာစစ်အင်အားဖြည့်တင်းနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းထန်နေပြီးတော့ကြောင်မဲမှာစစ်ကောင်စီကလေကြောင်းကနေပြီးတော့လက်နက်ခဲယမ်းများကိုဖြည့်တင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ၄ရက်နေ့ညနေ9:25မိနစ်ခန့်မှာနောင်ချိုမြို့နယ်ရွှေမုတ်သောရွာကိုစစ်အင်အားဖြည့်တင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တောင်းတပ်မတော် DNL တို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ကြောင်မဲမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းဖြစ်တဲ့စကခတ်တက် ခမရ901 902စကန်းကုန်းအနီးတဝိုက်ကိုလည်းစစ်ကောင်စီက Jet Fighter နဲ့3ချိန်ဗရမျာစီဒီအနီးတဝိုက်ကိုလည်း Jet Fighter နဲ့ဘုံ4ချိန်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဩဂတ်စ်လ4ရက်နေ့မှာကြောင်မဲမြို့နယ်ခမရ901 902တပ်စခန်းအတွင်းကိုအကြမ်းဖက်စစ်ကောင်စီက Y12 နဲ့လက်နက်ခဲယမ်း73ထုတ်လာရောက်ကျဲချပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာဇူလိုင်လ28ရက်နေ့ကစပြီးတော့ဒီနေ့အချိန်အထိကို73စီလိုတလောက်ဝယ်ယူလို့မရပဲတန်းစီဝယ်ယူနေရပြီးတော့လွန်ခဲ့တဲ့2ရက်လောက်ကစတင်ပြီးတော့စီတန်းစီဝယ်ယူတဲ့သူတွေကဘူးပါလာတဲ့သူတချို့ကိုစီအပိုဝယ်ယူတယ်ဆိုပြီးပြန်ရောင်းတယ်ဆိုတဲ့ဆွဆွဲချက်နဲ့စီကောင်စီကဖမ်းဆီးငွေညှစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ3ရက်နေ့ညနေပိုင်းမှာမန္တလေးမြို့တိတ်ပန်လန်း53လမ်းနဲ့54လမ်းကြားကဒန်ကိုစီဆိုင်မှာကားဆိုင်ကယ်နဲ့ပုံမိန်တွေကိုတန်းစီက စက်သုံးစီဝယ်ယူနေတဲ့အချိန်စစ်ကောင်စီအုပ်စုကကားနဲ့ရောက်လာပြီးတော့ဘူးနဲ့စီအပေါ်ပါတဲ့သူတွေကိုဖမ်းဆီးသွားတယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူကပြန်လည်ပြောပြခဲ့ပါတယ်။စီဆိုင်ကတိုင်ကြီးအဖြစ်စီရောက်ပေးမယ်ဆိုလို့ကားနဲ့ဆိုင်ကယ်တွေကလက်ကျန်စီကိုဘူးတွေကိုဖောက်ထည့်ပြီးတော့တန်းစီနေတဲ့သူတွေကိုစစ်ကောင်စီအုပ်စုကဖမ်းခေါ်သွားတာလို့ဆိုပါတယ်။အခုကအဲ့ဒီလူတွေဘူးပါတဲ့သူတွေကိုဖမ်းနေတာဖမ်းနေဆိုတာကသူတို့ရဲ့ဝါဒဖြန့်ချက်အရာလူတွေတန်းစီပြီးတော့တိုးစားတဲ့ကောင်းတွေကြောင့်စီစည်းတွေတက်နေတာတို့ဘာလို့ဆိုပြီးတော့တွေ့ကြရတယ်လိုက်လျှောက်ဖမ်းနေတာ ကိုယ့်ဟာကိုယ်ဆိုင်ကယ်လေးစီထဲကနေလက်ကြံစီလေးဖောက်ချပြီးတော့အဲ့လိုဟာတွေကိုလိုက်ဖမ်းနေတာ အခုကဘလို့လုံမလဲတော့မသိဘူးပေါ့စီမောင်ခိုအမှုနယ်ပဲတင်မလားဘာလုံမလဲဆိုတာတော့မသိရသေးဘူးအဖမ်းခံရတဲ့သူတွေကတော့များတယ်လို့မန္တလေးမြို့ကန်တို့ကပြောပါတယ်နေ့စဉ်တန်းစီပြီးတော့မတိုးနိုင်လို့စီတွေကိုကြိုပြီးတော့စုထားတဲ့သူတွေကိုစစ်ကောင်စီအုပ်စုကဖမ်းဆီးငွေညှစ်နေတယ်လို့မန္တလေးမြို့ကန်တွေကပြောပါတယ်တကယ်တမ်းကတော့ဗျာတန်းစီနေကြတဲ့သူတွေရဲ့80ရာခိုင်နှုန်းလောက်ကတကယ်လုံလို့ကိုလာပြီးတော့တန်းစီနေရတာကြီးပဲဘသူမှအားရပြီးတော့ပျော်လို့လာတန်းစီတာတယောက်မှမရှိဘူးနောက်နေ့မှစီမရှိမှဆိုလို့အလုတ်သွားစရာမရှိမှဆိုလို့ အဲ့လိုလာပြီးတန်းစီနေရတာလို့မြို့ကန်တူကပြောပါတယ်ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ73စီဘောင်စာကားအစီးရိမ်30ခန်းဟာမန္တလေးနန်းရွှဲနယ်ကိုဝင်ပို့တာကိုတွေ့ခဲ့ရပြီးတော့စစ်ကောင်စီအုပ်စုကိုယ်တိုင်က73စီတွေကြိုတင်စုဆောင်းနေတယ်လို့ယူဆရပြီးတဲ့နောက်မန္တလေးမြို့မှာ73စီပြက်လက်မှုတွေဟာပုံမဆိုးဝါးလာတာဖြစ်တယ်လို့မြို့ကန်တွေကပြောပါတယ်လက်ရှိမှာမန္တလေးမြို့ပေါ်ကစီဆိုင်တွေအားလုံးမဖွင့်သေးပဲဆိုင်ဖွင့်ကစီရောက်ချပေးတဲ့ဆိုင်တချို့မှာတော့73စီဝယ်ယူဝတ်ရဖို့အတွက်나ကြီးနဲ့ခြီးပြီးတော့စောင့်ဆိုင်းရတာ ညအိတ်ဆောင်ဆိုင်ရတာတွေရှိနေသလိုတန်းစီဆောင်ဆိုင်ပြီးတဲ့အချိန်မှာလဲအကန့်အသတ်နဲ့သာရောင်းချပေးနေတဲ့အတွက်ပြည်သူတွေဟာပုံမော်ပြီးတော့ဒုက္ခရောက်နေရတယ်လို့မြို့ကန်တွေကပြောပါတယ်ဆက်သုံးစီအရေးပေါ်လိုအပ်လာပါကရေတံဘူးနဲ့ရောင်းတဲ့လမ်းဘေးကဆိုင်လေးတွေမှာတက်လီတာကိုငွေကျပ်8000ကနေ10000ငန်းအထိကိုပေးပြီးတော့ဝယ်ယူနေရတယ်လို့ဆိုပါတယ်တာမန်ပြည်သူတွေသာမကစီပေါင်းစာကားကြီးတွေနဲ့ကုန်တင်ကားကြီးတွေဟာလဲစီဝယ်ယူခွင့်ရဖို့အတွက်တန်းစီနေရပြီးတော့ဆိုင်တွေကလဲဒီဇယ်စီတသိန်းဖို့အထိသာရောင်းချပေးနေတာကြောင့် ်ကုံကားမောင်းတဲ့သူတွေလည်းအခက်အခဲဖြစ်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ပအိုးအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ဌာနချုပ်ရှိရာရှမ်းပြည်နယ်တောင်ပိုင်းမောက်မယ်မြို့နယ်တွေကဘန်းမောက်ကိုစစ်ကောင်စီနဲ့ပအိုးပြည်သူစစ် PNO တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့်တိုက်ပွဲဖြစ်ပွားမှာကိုစိုးရိမ်ပြီးတော့စီဆိုင်မျိုးကပြည်သူတွေဟာ စစ်ဘေးတင်းရှောင်နေရပြန်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ30ရက်နေ့နေ့လယ်ပိုင်းကလက်နက်ကြီးနဲ့10ချိန်ထက်မနည်းပစ်ခတ်ခဲ့တာဖြစ်ပြီးတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဒေသခံတအုပ်ကပြောပါတယ်။စစ်ကောင်စီဘက်ကအရင်စပြီးတော့ပစ်နေတာပြည်သူတွေကတော့တိုက်ပွဲဖြစ်မှာကိုစိုးရင်ပြီးတော့ပြေးကြရတာပေါ့။ဂိတ်တွေမှာလည်း PNO တွေကမနက်6ည6ပဲပြေးဖြတ်နေတာလို့သူကပြောပါတယ်။လက်နက်ကြီးနဲ့ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ PNLO PNLA ဘက်ကတော့တစုံတရာထုတ်ပြန်ပြောဆိုခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့် update သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်ကံတောင်ရွာနဲ့နှွေယုံရွာကိုအကြပ်ဆက်ကောင်းစီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်၂ဦးအပါအဝင်ပြည်သူ73ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ့် August 4ရက်နေ့မှာအကြပ်ဆက်ကောင်းစီကစင်ကူးမြို့နယ်အတွင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ပိတ်ပင်ထားတဲ့အတွဲလိုက်ဘုံဒီ cluster bombs များကိုအသုံးပြုပြီးတော့လေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်မှုများပြုလုပ်ခဲ့တဲ့အတွက်ကြောင့်အပြစ်မဲ့ပြည်သူများအစုလိုက်အပြုံလိုက်တေဆုံးမှုများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ August 4ရက်နေ့မွန်းလွဲတနအီကမှာ စင်ကူးမြို့နယ်ကံတောင်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီကအကြောင်းမဲ့၄ချောင်းကနေဘုံကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်ကလင်းငယ်တအုပ်အပအဝင်အပြစ်မဲ့ပြည်သူ၃ဦးသေဆုံးက73ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မွန်လွယ်၃ :30 မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီကစင်ကူးမြို့နယ်နွယ်ယုံကျေးရွာကို၄ချောင်းတိုက်ခိုက်မှုများထပ်မံပြုလုပ်ခဲ့ပြီးတော့ကလင်းငယ်တအုပ်အပအဝင်အပြစ်မဲ့ပြည်သူ၁၀ဦးသေဆုံးက6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့စစ်ရှုံးကောင်စီအနေနဲ့ပြည်သူများကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေခြင်းဟာ စစ်တပ်တရက်အနေနဲ့ဂုံတိတ်ခါအကင်းမဲ့ဇုံတော်လောက်ရဖြစ်ပြီးတော့ကြီးမားတဲ့စစ်ရာဇဝဲမှု ဖြစ်တယ်လို့မန္တလေး PDF ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတပ်နိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ